ထွေးပြသူထံကနေလွတ်မြောက်လာခဲ့တဲ့သားမီးနှစ်ယောက်ကိုလိုအပ်သမျှကူညီသွားတော့မယ်ပရိုက်တာမင်းသမီးကြီးခိုင်နေဝေးအားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းညိုပေးကနေပြန်လေးကြိုဆိုလိုက်ပါရီလွန်ခဲ့တဲ့ရက်ပိုင်းကလူပြောများခဲ့တဲ့ဒီသားမီးနှစ်ယောက်ရဲ့ကိစ္စကတော့တမိမွေးထားတဲ့မိဘတွေကိုသာမကားပဲသားမီးထားတဲ့မိဘတွေကိုပါတုံ့လုပ်စေခဲ့ပါရီမိခင်ဖြစ်သူကနောက်အိမ်နာပြုထားတာတော့မဟုတ်ပေမဲ့လေဒီကလေးရဲ့ဖေကတော့အခြားတယောက်ဖြစ်နေခဲ့ပါရီအေးရဲ့စားဝတ်နေရတဲ့အပြင်မှာအလုတ်သွားလုပ်နေချိန်မှာ ခုနှစ်နှစ်ရွယ်သားလေးကိုအိမ်မှာပဲထားခဲ့ရပါရီ။အဲ့ဒါကိုပထွေးဖြစ်သူကခွင်ကောင်းယူပြီးတော့မလုတ်တဲ့နဲ့ယာရီကိုကျွလွန်ခဲ့ပါရီ။ဒါဖြစ်သူကပထွေးရဲ့အကြောင်းတွေကိုပြောပြချိန်မှာတော့ဒေါသထွက်ပြီးတော့ရဲကိုသွားတိုင်ခဲ့ပါသေးတယ်။ဒါပေမဲ့ရက်ွက်တဲကလူတွေဟာရဲစခန်းတီလိုက်သွားပြီးတော့ဒီအမျိုးသမီးကစိတ်ပုံမှန်မဟုတ်တာကြောင့်မမန်နာရီကိုပြောနေကြတာဖြစ်ကြောင်းပြောခဲ့ကြပါရီ။အဲ့ဒါကြောင့်သူတို့သားမိနှစ်ယောက်တွေအားကိုးစရာလည်းမရှိတော့ဘဲနဲ့ကြုံရမရဖြစ်နေတဲ့ချိန်မှာဒါဖြစ်သူကိုကိုရင်ဝတ်ပေးလိုက်ပါရီ။ ကိုရင်ဝက်ပလိုက်လို့စိတ်အေးရပြီလို့ထင်ရပေမဲ့လေပထွေးဖြစ်သူကတော့ဖုန်ကြီးကြောင်ထိလိုက်သွားခဲ့တာပါဖုန်ကြီးကြောင်ထိလိုက်သွားပြီးတော့မတင်တော်ရာတွေကိုအကျဉ်းချေပြုတ်လို့ခဲ့ပါရင်အိမ်ပြေးရောက်လာတဲ့အချိန်မှလည်းပထွေးကသူ့တယောက်တည်းတည်းမကဘဲနဲ့သူ့ရဲ့အပေါင်းပါတွေပါခေါ်လာခဲ့တာပါဒီကြောင်တွေကိုခြားသူတွေကိုပြောရင်နှစ်ယောက်လုံးကိစ္စတုံးစီရမယ်လို့ပထွေးကတတိပေးထားတဲ့အတွက်ဘသူ့ကိုမှမပြောရဲခဲ့ပါဘူးတိုင်းရင်တယောက်လုံးကတော့မှမိခင်ဖြစ်သူကမကခွဲနိုင်တာကြောင့်ယူကျုံးမရဖြစ်ခဲ့ပေနောက်ဆုံးမှာတော့ထွက်ပြေးခဲ့ရတာပါ သူတို့ကြုံခဲ့တဲ့အဖြစ်ပြက်တွေကတကယ်ဖြစ်မှန်တွေဖြစ်ပြီးလောက်ကျန်ပြောဆိုထားတာမဟုတ်သလိုစိတ်မမှန်သူလည်းမဟုတ်တာကြောင့်ကောက်ွယ်ပေးဖို့အတွက်အကူအညီတောင်းခဲ့ပါတယ်။ဒါဖြစ်သူတွေတရားရင်ဆိုင်သွားမှဖြစ်ပြီးပထွေးနဲ့သူ့ရဲ့ပေါင်းပါတွေကိုလည်းအဆုံးထိဖြည့်ရှင်းသွားဖို့စုံဖြတ်ချခဲ့ပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့ပြည်သူတွေကိုတိမ်မောင်းတိမ်ကြီးလူတဲနေတဲ့မင်းသမီးကြီးခိုင်နေဝေကပဲခေါ်ယူဆောက်ရှောက်ထားခဲ့ပါတယ်။ခိုင်နေဝေထံကိုသူတို့သားမင်းနှစ်ယောက်ကညဘက်ကြီးရောက်လာခဲ့တာကြောင့်လူဝဲသမ ्या ကိုကူညီထားပေးခဲ့ပါတယ်။ ဒါမင်းနေရာတွေအခုချိန်မှာလိုအပ်နေတာကတော့လုံခြုံစိတ်ချတဲ့နေရာတင်နေတာဖြစ်ပြီးတော့ခန်းနေဝေထံကစိတ်ချအောင်ဖြစ်ပါရည်ခန်းနေဝေကဒါမင်းနေရာတွေတရားရင်ဆိုင်ဖို့လေကုညီသွားမှာဖြစ်ပြီးနောက်ဆက်တဲ့เจ้าညာတွေကိုလည်းထုတ်ပြန်သွားမှာပါဘုတူကလည်းသူတို့ဒါမင်းနေရာကိုကုညီမယ်လို့ပြောပေမဲ့ခန်းနေဝေရဲ့ကိဟာကိုအရင်ဆုံးရောက်သွားခဲ့ပါရည်ခုနှစ်နှစ်ရွယ်နေမမြအောင်ခန်းစားခဲ့ရတဲ့ကလေးတွေစိတ်ပြန်လေးကုစားဖို့လေလိုအပ်နေပြီကလေးတို့တော့အဆအဆအရာရာကိုအစ်စ်ကနေပြန်လေးစတင်ရတော့မှာပါ အခြားသူတွေကခိုင်နေဝေကိုအမြင်အမျိုးမျိုးနဲ့ဝေဖန်ကြပေမဲ့လည်းတကယ်လက်တွေမှာတော့ကိုညင်နေသူဟာခိုင်နေဝေတယောက်ပဲရှိနေခဲ့ပါရီငွေကြေးလည်းပြည့်စုံတဲ့ပြင်ဩစာလည်းရှိပေလူအများကိုလည်းလက်မုန်းနိုင်သူတယောက်ဖြစ်တာကြောင့်သူ့ကိုယုံကြည်ကြပြီးတော့တာမီနီယောက်ကိုစောက်ရှောက်ထားတဲ့အတွက်စိတ်အေးသွားကြပါပြီဒီလိုဖြစ်ပျက်တဲ့အခြားနေရာတွေမှာလည်းရှိနိုင်ပေမဲ့လည်းတတိရှိရှိထုတ်ပြောရတဲ့အမေကြောင့်သာလွတ်မြောက်လာပြီးတော့တနိုင်ကန်လုံးဝတည်သွားခဲ့တာပါအဖေရင်တယောက်လိုစောက်ရှောက်တဲ့ပထွေးလေးလည်းရှိသလိုအခုလိုမျိုးလောက်ရမျိုးကိုချိန်မောင်းများစွာကျူးလွန်ခဲ့တဲ့ပထွေးလေးလည်းရှိပါသေးတယ် လူအများရဲ့ပြည်တည်မှုကိုခံကြရပေမဲ့လေတကယ်လို့အပ်တဲ့ချိန်တိုင်းမှာအမြဲစေတဲ့ရှင်နေပေးတဲ့ခဏဝရဲ့စိတ်ထားလေးကိုသဘောကျရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်